ငါပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တည်းအောင်လည်းမင်္ဂလာပါဒီနေ့ရသည့်တင်ပေါ်ရသည့်အစမှာ Premier League မှာတကယ်စံချိန်တင်ပြောင်းရွှေ့ချစ်တင်နဲ့ခေါ်တဲ့တိုက်စစ်မှုတွေအများကြီးပဲဆိုတော့ကျွန်တော်တို့အိုက်ထဲမှာဒါအခုလက်ရှိပေါ်လေ Newcastle United နဲ့ခေါ်လိုက်တဲ့ Nick Watermelon တဲ့သူရဲ့ current market ပေါင်းချီက80ဖြစ်ပေမဲ့ Newcastle United ကသူ့ကို Euro 85တန် plus အပူစုချင်းဝယ်၅တန်းနဲ့ခေါ်တယ်။အလာဆန္ဒအိဆက်ကပေါင်တန်းတရာအစိတ်ထိပေးရတယ်။ဒါတော့ World Record Transfer Fee တွေကတခုဖြစ်ပြီးတော့ Hugo AKTK ကလည်း Euro 85တန်းတန်း90တိဖြစ်တယ်။ Yokres က65တန်း၊နောက် Benjamin Sesko က Euro တန်း80လောက်ရှိပြီးတော့ DDJ ကစားမတွေအများကြီးပဲဒီကျဲမှာ Yon Wissa ဆိုကစားတော်မကစားအသေးဘူး။ခုလောလောဆယ်အနေထားရ ဘန်ဂျမင်ဆက်စကိုကမန်ချက်စတာယူနိုက်တက်ကိုယူရို86.5တန်းနဲ့ပြောင်းလာခဲ့တယ်။ဗစ်တယိုကရက်ကအာစနယ်အသင်းကိုပြောင်းရွှေ့ချေယူရို65တန်းနဲ့သူပြောင်းလာခဲ့ပြီးတော့အဲ့မှာထိတ်တန်းတိုက်စစ်မှုပေါ့လေအခုပရီးမီးယားလိဂ်ကိုနွေရသီမှာရောက်လာတဲ့တိုက်စစ်မှုတွေမှာအီဆက်ကတော့တန်120ပေါ့လေသူပေါင်ပြပေါင်တန်120ဆိုအနည်းဆုံးယူရို135 140လောက်ရှိတယ်ဆိုတော့အာလန်ဆနာအီဆက်ကစပြီးတော့အီဆက်ရဲ့ဗော်တမန်ရဲ့ယိုကရက်ရဲ့ အကီတီခီရဲ့ပြီးတော့မှဘင်ဂျမင်ဆက်စကိုပေါ့လေဒါပရီးမီးယားလိဂ်ကိုပြောင်းလာတဲ့ major တိုက်စစ်မှုတွေဒီကြားထဲမှာကျွန်တော်တို့ဝစ်စာကျွန်တော်တို့ကဒဏ်ရာနေတဲ့အတွက်ကြောင့်ဝစ်စာကိုထက်တွက်လို့မရတဲ့အချိန်မှာဘယ်တိုက်စစ်မှုအကောင်းဆုံးနဲ့ဘယ်တိုက်စစ်မှုအခုလောလောဆယ်အားကိုးရဆုံးလဲ ယူကာဆယ်တိုက်စစ်ဘုကမနေ့ကတော့ကတကိုးထပ်သွင်းတယ်။သွင်းလိုက်ရင်လည်းခေါင်းတိုက်ပိုးကြီးပဲ။ဒီတိုက်စစ်ဘုကကျွန်တော်ပနေဒီတလုံးကန်နဲ့အားလုံးကခေါင်းတိုက်ပိုးခေါင်းတိုက်ပိုးခေါင်းတိုက်ပိုးအရက်ကလည်းအရန်မြင့်တာဟို6ပေ9လောက်ရှိမှတင်တယ်။အရက်အရန်မြင့်တဲ့အတွက်ကြောင့်သူ့ရဲ့ twin ကိုတွေကခေါင်းတိုက်ပိုးတွေကြီးဖြစ်ပြီးတော့ယူကာဆယ်ကိုရောက်လာတဲ့အချိန်မှာ Premier League 6ပွဲမှာသူ၄ကို twin ထားတယ်။ပြိုင်ပွဲစုံ7ပွဲမှာ5ကို twin ထားတယ်။သူကခုလောလောဆယ်ကျွန်တော်အမြင်ပြောရင်ဒီနွေရာတီမှာဈေးအကြီးဆုံးတဲ့ကတယောက်ဖြစ်တည်တိုင်အောင် ပေးထားတဲ့ပတ်စံနဲ့အကောင်းဆုံးပြန်ရနေတဲ့ဒိုက်ဆင်မူတယောက်လို့ပြောလို့ရတယ်။နောက်တစ်ယောက်ကတော့အခုလောလောဆယ်အနေထားရ Vitiocres Yocres ကတခြားကစားမိုက်နယ်ရှင်တော့ပွဲရည်ထွက်အများဆုံးကစားရသူဖြစ်တဲ့ Premier League 5ပွဲမှာ3ဂိုးသွင်းပြီးတော့ Champions League 3ပွဲမှာ2ဂိုးနဲ့ပြိုင်ပွဲဆုံး7ပွဲမှာသူ5ဂိုးသွင်းထားတယ်။ဆိုတော့ Watermelon ရဲ့သွင်းဂိုး5ဂိုးဆန်ချင်တဲ့သူလည်းတူတူပဲ။ဒါပေမဲ့သူကတော့ပွဲအယူတက်7ပွဲပူစားတယ်။သူက okay ပေါ့လေ။အကောင်းဆုံး signing တခုလို့ပြောဖို့ထက် โอเคแท้တော့ปูเลยလို့ပြောလို့ရတယ်ไซน์นี่ဖြစ်တယ်ဘာလို့လဲဆိုတော့သူ့ရဲ့ twin core က9ခုထိရှိထားတဲ့အချိန်မှာကျွန်တော်ပေးသက်တရားပေါ့လေ65တန်းပေးရတဲ့ဒီစားမရှိကအမှန်တိုင်းပြောရတော့ပေါ်တူဂီမှာဘန်ဘန်ဘန်နဲ့ကိုယ်ရဲ့ဆိုင်တိုင်းသွင်းနေတာကိုကြည့်ပြီးကျွန်တော်ကအများကြီးမျှော်လင့်ထားတာဒါပေမဲ့လည်း Premier League ကအလောက်မဟုတ်ဘူးဒါပေမဲ့တေးကြတော့ Arsenal ကသူရောက်လာတဲ့အချိန်မှာသူ့ကြောင့် full back တွေ ဝင်းဘက်တီဝင်းဂါစ်တီအားလုံး space အများကြီးရတယ်ပြန်ဘက်ခံစစ်ကို up and down run နဲ့သူ့ရဲ့အရင်တွေးကြောင့် hold up play link up play ကြောင့်အဆင်ကတော်တော်လေးတော့ပြောင်းလဲလာတယ်ဒီချက်က Yokris ကအားသာချက်တစ်ခုအနေနဲ့ပေါ့လေအဲ့ဒီနေရာမှာနောက်တစ်ယောက်က Akitiki Akitiki ကတော့တော်တော်လေးအားကိုးရတယ် Liverpool ရောက်လာတဲ့ချိန် Premier League 3ခုနဲ့ပြိုင်ပွဲဆုံးမှာ6ခုတွေ့ထားတယ်သူကအခု one of the best signing လို့ပြောလို့ရတယ်ထင်မှာပါတယ် အဲ့ဒီဇာမားက one of the best side လို့ပြောလို့ရတယ်မှာပါပြီးတော့အခုလောလောဆယ်အနေထားရသူ့ရဲ့စွမ်းဆောင်ရည်ကလည်းအကောင်းဆုံးပုံစံမှာရှိတယ်။သူကလက်ရှိအနေထားရတကယ်ကိုကောင်းမွန်တဲ့ခြေစွမ်းကိုပြသထားသူဖြစ်ပြီးတော့ AKTK က Premier League မှာ၃ခုဆိုပေမဲ့သူကတော့ပြိုင်ပွဲဆုံးပေါ့လေပြိုင်ပွဲဆုံးမှာပို့ပြီးတော့တွင်းထားနိုင်တဲ့ကစားမမျိုးဖြစ်ပြီးတော့သူ့ရဲ့လက်ရှိဖောင်ကတော်တော်လေးကောင်းတယ်။ဆိုတော့အခုဒီအပိုင်းတလောလေးမှာနည်းနည်းလေး AKTK ကိုရတန်းအောက်နေတာကလွဲချင်း ITTK ကအခု Premier League 10ပွဲမှာ3ခုတွင်းနဲ့ပြိုင်ပွဲစုံ13ပွဲမှာ6ခုတွင်းနဲ့ Champion League မှာတခုအပါဝင်တခြားပွဲတွေမှာအကုန်တွင်းနဲ့ဆိုကာရာဘောင်းကတခုအပါဝင်သူကပြိုင်ပွဲစုံမှာတွင်းထားတယ်ဆို ITTK က Community Time မှာလည်းတွင်းနဲ့ Premier League မှာလည်းတွင်းနဲ့ Champion League မှာလည်းတွင်းနဲ့ကာရာဘောင်းကမှာလည်းတွင်းပြီးတော့အခုလက်ရှိမှာ ITTK က13ပွဲမှာ6ခုဆိုအခု DRT ခေါ်ယူထားတဲ့ Signing Deal တွေမှာသူအများဆုံး ယောကရက်က73ဘွယ်မှာ5ကူသူက73ဘွယ်မှာ6ကူနစ်ဖော်ဒမန်တို့ကတော့5ကူတွင်းတယ်သူကတော့ပွဲရည်တွင်နေတာပေါ့လေသူရဲ့စွမ်းဆောင်ရည်ကတော့7ဘွယ်မှာ5ကူအဲ့ဒီနေရာမှာကျွန်တော်တို့အာလဆနာအီဆက်အီဆက်ကစန်ချိန်တင်ကြီးနဲ့ခေါ်ခဲ့တာလီဗာပူးကသူ့ကို စံချိန်တီချေဘယူတီဆန်တို့ချေပေါင်125တန်း125တန်းဆိုရင်အမောက်ကတော်တော်များတဲ့အမောက်ဖြစ်ပေမဲ့ဒီကစားမကအခုကျွန်တော်တို့မျောလစ်ထားသလိုခြေစွမ်းမပြနိုင်လို့ injury တွေစတိုင်ဖြစ်နေတယ်အဲ့ဒီချက်ကအဲ့ကျွန်တော်တို့နည်းနည်းလေးတော့စိတ်ပြက်စရာအချက်ဘာလို့ဆိုတော့ကျွန်တော်က e-set ကိုကျွန်တော်တို့ဒီတမကပို့ပြီးတော့မျောလစ်ထားတာပြီးတော့နောက်တစ်ခုက तू က Premier League proven striker တယောက် Premier League မှာအစိုးရတဲ့ကရှိထားပြီးသား proven striker တယောက်ကဒီလောက်ထိရုံးကန်ရမယ်လို့ဘယ်သူမှမထင်ထားဘူးဒါပေမဲ့အခုလက်ရှိမှာတကူးပဲတွေ့နေအဲ့ဒါကလည်းကျွန်တော်စောင်းတန်နဲ့ပွဲပေါ့ ါ့လေမမရပဲလီဗာပူးကဆောင်းအတန်းနဲ့ပွဲမှာ၉သွင်းပြီးတော့ပရီးမီယာလိဂ်၄ပွဲမှာ0ပြိုင်ပွဲဆုံး၈ပွဲမှာ၃ခုပဲသွင်းထားတယ်အီဆက်ကအခုလောလောဆယ်ဆိုဖာရ ratio ထဲမှာ rating ratio ထဲမှာသူအနိုင်ဆုံးလို့ပြောရရတဲ့သူဖြစ်ပြီးတော့နောက်တစ်ယောက်ကတော့ Benjamin Sesko Euro 86တန်းပေးရတယ်။ Sesko က Manchester United အတွက် Premier League မှာ6ပွဲမှာ2ဂိုးနဲ့ပြိုင်ပွဲဆုံး10ပွဲမှာ2ဂိုး။ဆိုတော့ Sesko လည်းအမှန်တိုင်းပြောရင်တော့သူ့အနေနဲ့တော်တော်လေးရုန်းကန်နေရတယ်။အဲ့တွင်းထားတဲ့2ဂိုးတောင်မှ ဘရန်ဖို့နဲ့ပွဲတစ်ပွဲအပါဝင်တူတေသူနှစ်ကိုးသွင်းမဲ့နှစ်ကိုးလုံးသူစွာကဖြစ်တာဟိုသူ့ကိုကောင်းကောင်းမွန်မွန်ဖန်တီးပေးတဲ့လုံဘောပဲနဲ့ရှုပ်ရှက်ခတ်တဲ့ကြားတွေကသူ့အသူရအောင်တွင်းသွားတာအဲ့လိုချီချင်းအဖြစ်ဘန်ဂျမင်ရှက်စကိုအတွက်တော့ဒီတပ်ပူကောင်းတဲ့ပေါ်ဖော်မန့်မျိုးလိုအပ်သလိုသူလည်း under pressure ဖြစ်တဲ့ထဲမှာပါတယ်ဆိုတော့တခြားကစားမိုက်နဲ့ရှင်သူတွင်းကိုနှစ်ကိုးပဲရှိသေးတယ်အဲ့ဒီနေရာမှာ Brian အပွေးမှုကတော့တော်တော်လေးအားကိုးရတဲ့ကစားမလို့ပြောလို့ရတယ်အပွေးမှုက United တို့က Premier League ကိုးပွဲမှာ၄ကိုပြိုင်ပွဲဆုံး၁၀ပွဲမှာ၅ကိုသူကတော့ one of the best signing တွေမှာပါတယ် Telegram ကဆိုရင်သူ့ကို sign of the season လို့တောင်မှပြောထားတယ်ဒါပေမဲ့ပြောဖို့တော့စိုးသေးတာပေါ့လေဒါပေမဲ့အပွေးဘူးကတော်တော်လေးအားကိုးရတယ်သူ့ကို striker option တစ်ခုအနေနဲ့ခေါ်တာဖြစ်ပြီးတော့ပေးရတဲ့တန်ကြီးကလည်း Manchester United သူ့ကို total package ပေါင်း80တန်းထိပေးကြတာဖြစ်တယ်ဘာဖြစ်ဖြစ်အပွေးဘူးကို United ကတခုတော့ရှိတယ် international break January ကလာ Africa plan မှာဆုံးရှုံးအောင်မယ်သူက one of the best signing တွေမှာပါတယ်ခုလောဆိုမှာ Yuan Wissa တော့လုံးဝမကစားရသေးဘူးသူကတော့ကန်ဆိုးတာဈေးကြီးပေးတဲ့တိုက်စီမှုနဲ့ပါသူအခုတည်းကမကစားရတဲ့ကြောင့်သူကတော့စိတ်ပြက်စရာအ ောင်းဆုံးပဲဆက်ရောက်တိတ်ကမကစားရသေးဘူး HTK 69 Isak ကတကိုးပဲတွင်းနေ Yokores က9ကိုတွင်းထားတယ်နောက်တစ်ဖက်ကအန်ပွေးမူ9ကိုတွင်းထားပြီးတော့ကုလလောဆယ်မှာ Nick Watermore ကလည်း9ကိုတွင်းထားတယ်ဆိုတော့ဘယ်တိုက်စစ်မှုက signing အကောင်းဆုံး signing မင်းလဲတိုက်စစ်မှုတွေပေါ့လေတခြား player တွေကျွန်တော်မပြောဘူး signing ဖြစ်တဲ့တိုက်စစ်မှုတွေပြောလို့လေ ယူကာစတိုက်စစ်မှုလားဘရိုင်းအပွေမှုလားဒါဂူကိုအခီတီကီလားယိုကရက်လားဒါဘသူဖြစ်မလဲထင်တယ်ဒီတဲကတိုက်စစ်မှုတွေမှာအခုလောလောဆယ်ဆိုပါမှာဘသူကအသင်းတော်အားကိုရဆိုကျွန်တော်ကတော့ယူကာစတိုက်စစ်မှုတော်တော်လေးအားကိုရလို့ထင်တယ်ပြီးတော့နောက်တစ်ခုကမန်ယူနိုက်တက်တိုက်စစ်မှုပါဆိုတော့အခုလောလောဆယ်လီဗာပူးရှုံးပွဲဆက်နေတော့အခီတီကီကနည်းနည်းလေးမှိတ်နေဆိုဖြစ်တယ်ဒါကျွန်တော်မြင်ပေါ်လေးဘလို့မြင်ကြတယ်လီဗာပူးပြိသက်တွေရောတခြားဥရောပပြိသက်တွေတခြားပြိသက်တွေဘလို့မြင်ကြတယ်တပတ်ဆိုင်နေဆိုဖာတိုက်စစ်မှုထိဆုံး၃ရောက်ဘသူဖြစ်မလဲကျွန်တော်ကတော့ ယူကာဆယ်တိုက်စစ်မှုရဲ့အံပွေးမှုရဲ့သူတို့နှစ်ယောက်ကတော့အကောင်းဆုံးနှစ်ယောက်လို့မြင်တယ်ကျွန်တော်အမြင်ပေါ့လေအားလုံးကျေးဇူးတင်ပါတယ်